နေ့နိုင်မျိုးနဲ့ပန်မော်ဂျီအောင်စုတဲ့ဝင်ရောက်တဆွဲခဲ့စစ်ကောင်စီတပ်သားတွေကနေတွေကို ဖောက်ထွင်းပြီးပစ္စည်းတွေယူဆောင်သွားတယ်လို့ဒေသခံတွေကပြောပါတယ်။ဧပြီလ16ရက်နေ့ကစပြီးပန်မော်ဂျီအောင်စုတဲ့ကဂျီဝါတွေမှာစစ်ကောင်စီတပ်ကအင်အားတုံးချက်ချထားခဲ့ပါတယ်။အဲ့ဒီစစ်ကောင်စီတပ်သားတွေကဒေသခံနေတွေတပ်သားတွေကိုရပ်တက်ပြီးဝင်ရောက်နေတိုက်ခဲ့ကြတာပါ။ အင်းနောင်ဧပြီလ25ရက်ညနေပိုင်းမှာစကောင်းစီတပ်သားတွေပြန်ထွက်သွားခြင်းနေတွင်ထဲကပစ္စည်းတွေကိုယူဆောင်သွားတာလို့ဒေတာကံတွေကပြောပါတယ်။အဖို့တန်ပစ္စည်းတွေယူဆောင်သွားတဲ့အပြင်စလောင်ဂျူတွေကိုလည်းဖြတ်ထားခဲ့ကြလို့ဆိုပါတယ်။စကောင်းစီတပ်ဟာဗန်မုတ်ဂျူအိုဆူတဲ့တပ်ဆွဲထားခြင်းဒွန်လိုင်းပူပေါင်းတပ်တွေဂျုံနဲ့ဘိုချတက်ခိုက်မှာကိုဆွေးရတဲ့အတွက်ဒေတာကံနေတွင်ထဲဝင်ရောက်နေတိုက်ကြတာလို့ဒေတာကံတွေကဆိုပါတယ်။ စစ်ကောင်စီတပ်ကအရေခါနဲ့တပ်သားပူးဆောင်တဲ့အခြေတိုင်းဗိတ်တင်းနှိုင်ပြည်တော်စုလမ်းပေါ်ရှိဘာလမော့ဂျူဝါအိုစုမှာအင်အားတုတ်ချက်ချထားပြီးလမ်းကြီးယူတာနဲ့ဒေသခံတွေကိုစစ်ဆေးဖမ်းဆီးတာတွေမကြာခဏပြုလုပ်ခဲ့ပါတယ်။